်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာထိုင်းနယ်စပ်ကြားဖြတ်လုပ်ငန်းအမေရိကန်နှိမ့်နှင်းမိကိုစစ်တပ်စိုးရိမ်နေတဲ့ဆွဲသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မင်းအောင်လိုင်ကကြားဖြတ်လုပ်ငန်းခွင့်တချို့နဲ့သက်တည်အထောက်အထားများဖျက်ဆီးနေခြင်းတွင် KNU ကဖမ်းမိသည့်သက်တည်ပစ္စည်းများမပြောက်ပြက်စေရန်ဂရုစိုက်လုပ်ကိုင်နေပါတယ် KK ဘက်ကအမျိုးသားရေးတာဝန်တရက်အနေဖြင့်အပီရှင်လင်းဆောင်ရွက်သွားမည်ဟုရှေ့ကျွေးလျက်စစ်ကောင်းဆောင်မြောက်လိုက်သည့်ကြားဖြန့်တက်သည့်အထောက်အထားများကို အစာဖြောက်ဖျက်ဆီးနေချိန်ထိုနေရာနှင့်မဝေးလာသောမင်းလက်ပံကြီးရွာရှိရှန်တာပတ်ဟုအမည်ရသောကြားဖြတ်လုပ်ငန်းခွင်ကိုကရင်မျိုးသားအစည်းအရုံး KNU ကဝင်ရောက်စီးနှင်းပြီးလုပ်ငန်းသက်သေအထောက်အထားအမြောက်များကိုအိန္ဒိချင်းထိုင်းနိုင်ငံအာနာပိုင်များထံလွှဲပြောင်းပေးအပ်ခဲ့ပါသည်။နိုဝင်ဘာလ22ရက်နေ့ကထိုသို့ဝင်ရောက်စီးနှင်းချိန်တရုတ်နိုင်ငံသားအများစုနှင့်နိုင်ငံဆောင်မှနိုင်ငံခြားသားရထောင်ကြီးကိုထိုးပွင့်အတွင်ရှိအဆောက်အအုံ20ခန့်တွင်တွေ့ရှိခဲ့ကြသည်။ရှင်သည်မြမထိုင်းနယ်ဆက်မြောက်ရီမျိုးက အာနာသိန်းစစ်တပ်နှင့်ကရင်နယ်ခြားဆောင်တပ် PGF တို့၏ကြာဖြတ်နှိမ့်နေခြင်းလားကြာဖြတ်သက်သေများဖျောက်ဖျက်နေခြင်းလားမကွဲပြားသောဝယုံသုံးကားနေရများအတွေ့ KNU ဤတိချာကြာဖြတ်နေနေရေလှုပ်ရှားမှုအဖြစ်ပေါ်ထွက်လာခြင်းဖြစ်ပါသည်မင်းအောင်လိုင်းစစ်တပ်နှင့်စောချစ်သူ PGF တပ်များက KK ပန်းနှင့်ရွှေကုန်းကမှကြာဖြတ်နှိမ့်နေပုံ KNU ဤစင်တာဘက်ကိုကင်တွယ်ဘုံတို့မှအလွန်ကွဲပြားခြားနာကြောင်းနိုဝင်ဘာလ25ရက်နေ့ KNU ပထမကြိမ်ထုတ်ပြန်ချက်ကတည်ထခံလျက်ရှိပါသည် မင်းလက်ပံကြားဖြန့်ဝေကိုမြည်သည့်နိုင်ငံကစုံစမ်းစစ်ဆေးရေးအဖွဲ့စစ်ဆေးခဲ့တယ် KNU သည်စန်တာဘတ်ကိုဝင်ရောက်စီးနှင်းပြီးကြားဖြန့်ခိုင်းတွင်လောက်ကိုင်းနေကြတော့တရုတ်နိုင်ငံသားအများစုပါဝင်သည့်နိုင်ငံဆောင်မှနိုင်ငံသားများ၏ကိုစနစ်တကျအမှတ်တမ်းရယူခြင်းကြားဖြန့်ခိုင်းအသုံးပြုသောကွန်ပျူတာများမိုဘိုင်းဖုန်းများကိုတည်တည်အထောက်အထားအဖြစ်စနစ်တကျသိမ်းဆည်းခြင်းလူနှစ်သက်သေကံပစ္စည်းများကိုထိုင်းနှင့်နိုင်ငံတကာအာဏာပိုင်များ relevant Thai and international authority ထံလွှဲပြောင်းပေးအပ်ရေးကိုအလင်းအမြန်ဆောင်ရွက်ခြင်းတို့ကိုဆောင်ရွက်ခဲ့တယ်လို့နိုင်ငံတကာကလည်းအခုညညာနေစီရက်ဆက်တောင်းခံနေသည်ကိုကြားသိနေရပါတယ်နိုဝင်ဘာလ28ရက်နေ့ KNU ဒုတိယအကြိမ်ထုတ်ပြန်ချက်တွင်သက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးအရာရှိများ relevant investigative officer ကမီလက်ပန် center back ကြားဖြန့်ဝင်သို့ရောက်ရှိလာပြီး KNU သိသိထားသောသက်တေအထောက်အထားများကိုလည်းစစ်ဆေးခဲ့ကြသည်ဟုဖော်ပြထားပါသည်။ ် KNU ထုတ်ပြန်ချက်များအထိသတိထားမိသောထူးခြားသည့်အသုံးအနှုန်းများမှာနိုင်ငံကအာဏာပိုင်များတပ်ဆိုင်ရာအာဏာပိုင်များတပ်ဆိုင်ရာစုံစမ်းစစ်ဆေးရေးအရာရှိများစသည်လို့ဖြစ်ပြီးဒီသည့်နိုင်ငံကိုရှင်းညွှန်းချောင်းတိတိကျကျဖော်ပြမထားပါဘူး။တို့ရတွင်မကြသေးမီကအမေရိကန် အစိုးရ၏ထုတ်ပြန်ချက်များအရအမေရိကန်တရားရေးဌာနထောက်လန်းရေးအေဂျင်စီများနှင့်မူရစေဝါနှိမ့်နှင်းရေးအေဂျင်စီတို့ပါဝင်သော Scan Center Strike 4 SCSF ကိုဖွဲ့စည်းသည့ ထိုးဖွဲ့စည်းသည်ဘန်ကောက်မြို့သို့ရောက်ရှိနေပြီးထိုင်းရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍မြန်မာကမ်ဘောဒီးယားလာအိုနိုင်ငံတို့မှကြားဖြန့်ခိုင်းများနှိမ်နေရေလှုပ်ဆောင်နေသည်ဟုဆိုပါရယ်ထိုးချက်ကိုထောက်ရှုလျင်မင်းလက်ပံကြားဖြန့်လုပ်ငန်းခွင်မှလွှဲပြောင်းပေးခဲ့သောလူနှင့်သက်သေကံပစ္စည်းများကိုထိုင်းရဲတပ်ဖွဲ့နှင့် SCSS အဖွဲ့တို့ပူးပေါင်းစစ်ဆေးနေပွဲရှိပါရယ်နိုဝင်ဘာလ28ရက်နေ့တတိယအကြိမ်ထုတ်ပြန်ချက်တွင်ထိုးလုပ်ငန်းခွင်မှနိုင်ငံသားသား982ဦးကို နိုဝင်ဘာလ23 24 25နဲ့28ရက်နေ့များတွင်ထိုင်းအနာပိုင်းများထံလွှဲပြောင်းပေးခဲ့သည်ဟုဖော်ပြထားပါသည်။ထို့ပြင်သိမ်းဆည်းရမိသောကွန်ပျူတာ6လုံး iPhone 604လုံးအမေရောင်မှတ်စုစာအုပ်တအုပ်ဘတ်ကတ်16ခု USB drive တစ်ခုတရုတ်နိုင်ငံသား passport 6ခုဈေးဝယ်ကတ်ပြား shopping membership ကတ်တစ်ခုတို့ကို ထိုင်းအနာပိုင်းများထံမှလွှဲပြောင်းပေးခဲ့ပါသည်။ KNU ကထို့သို့စီးနှင်းမိပြီးချက်ချင်းအလင်းမြန်တုံ့ပြန်ဆောင်ရွက်မှုများကြောင့်အိန္ဒိချင်းထိုင်းနိုင်ငံနှင့်နိုင်ငံတကာအတိုင်းဝိုင်းအကြား စိတ်ဝင်စားမှုချက်ချင်းမြင့်တက်လာခဲ့ပါတယ်။ KNU ၏အရေးပေါ်အကူအညီတောင်းခံမှုကိုလှစ်လူရှုရန်ခက်ခဲသောထိုင်းဆိုရနှင့်ဘန်ကောက်အခြေစိုက်ဟုယူဆရသောနိုင်ငံတကာတန်ယုံများ၏တုံ့ပြန်ဆက်သွယ်မှုကိုလည်းလက်ခံရရှိနေကြောင်း KNU ထုတ်ပြန်ကြများတွင်ဖော်ပြထားပါသည်။စင်စစ်ထိုင်းဆိုရ၏နေကြားရေးမူဝါဒအရနေဆက်တီတာပြဿနာများဖြစ်ပေါ်လာသည့်အခါဒီပြည်တော်ရှိမယောင်လိုက်၏စစ်ကော်မရှင်နှင့်သာတိုက်ရိုက်ထိတွေ့ဆက်ဆံသည့် ရှက်ခင် BGF ထိန်းချုပ်နေပြည်တယ်မှာဖမ်းမိသောကြားဖြတ်လုပ်ငန်းလောက်ကိုင်သူနိုင်ငံသားသားများကိုလွှဲပြောင်းလက်ခံစင်ကစီကော်မရှင်ခွင့်ပြုချက်ဖြင့် BGF အဖွဲ့နှင့်ထိုင်းအာဏာပိုင်တို့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ယခုမင်းလက်ပံကိစ္စတွင် KNU နှင့်ထိုင်းရိုက်ဆက်သွယ်ပြီးနိုင်ငံသားသား882ဦးကိုချက်ချင်းလက်ခံခဲ့မှုသည် ထိုင်းဆိုရိုက်ညံဆန်သောတုံ့ပြန်ဆောင်ရွက်ချက်အဖြစ်တွေ့မြင်ရပါတယ်။ 2025ခုနှစ်နိုဝင်ဘာလကုန်ပိုင်းကကရင်ပြည်နယ်မြဝတီမြို့နယ်မင်းလက်ပံဒေသကြားဖြတ်လုပ်ငန်းခွင်တစ်ခုကို KNU ဝင်ရောက်စီးနင်းရာနိုင်ငံဆောင်မှနိုင်ငံသားများကိုတွေ့ရှိခဲ့ရပါတယ်။ထို့သောထိုင်းဆိုရက KNU နှင့်ထိုင်းရိုက်ဆက်သွယ်ဆောင်ရွက်နေမှုများကိုမင်းအောင်လိုင်ကန့်ကွက်မိမှတေချာပါတယ်။အကြောင်းမှာပထမအကြိမ်လူပေါင်း882ဦးကိုလက်ခံထားပြီးဖြစ်သောထိုင်းဆိုရသည်တောင်ရင်မြစ်တစ်ဖက်ကမြန်မာဘက်အခြေတွင်တောင်းတင်နေသော နောက်ထပ်ယာနစ်ချီသည့်နိုင်ငံသားသားများကိုထပ်မံလက်ခံရန်ခက်ခဲနေခြင်းကထိုချက်ကိုဖော်ပြလျက်ရှိပါသည်။ထို့ပြင် KNU ပြောရေးဆိုခွင့်ရှိသူပရိုဆော်တော်နီကလည်းထိုင်းဆိုရာက၎င်းတို့ကိုအတိမတ်ပြုဆက်ဆံရန်ခက်ခဲနေပုံကိုညှိထွားပြောဆိုခဲ့ပါသည်။ထို့ကြောင့်မြလက်ပန်ကြားဖြန့်ခိုင်းနှိမ့်နှင်းရေးဖြစ်စဉ်တွင်နိုင်ငံတစ်ခု၏နေဆက်ဒေတာအခြေဆိုင်နိုင်ငံဖြတ်ကျော်ရာဇဝတ်ခိုင်းများကိုနှိမ့်နှင်းရတွင်အိန္ဒိချင်းနှစ်နိုင်ငံ၏အချုပ်အခြာအာဏာဆိုင်ရာစိန်ခေါ်မှုများနှင့်အရှုပ်ထွေးများကိုမျက်ဝါးထင်ထင် ရည်ထွေးနေရပြီဖြစ်ပါတယ် KNU သည်အစိုးရမဟုတ်သောလက်နက်ကိုင်အဖွဲ့အစည်း Non State Arm Organization ဖြစ်နေခြင်းမြောက်လိုင်းစစ်ကော်မရှင်ကအကြမ်းဖက်အဖွဲ့ညင်ညာထားခြင်းစသည့်အချက်များကြောင့် KNU နှင့်ပူးပေါင်းဆောင်ရွက်မှုမလုပ်ဘဲနေမိလားဒါမှမဟုတ်ဆီယာဇဝတ်မှုများကျူးလွန်ထားသောစစ်တပ်နှင့် ၎င်း၏တစ္ဆာခံ PGF နှင့် DGPA ကဲ့သို့ကြားဖြန့်ခိုင်းများကိုလက်ခံအခကွက်ပေးနေသောလက်နက်ကိုင်ဖွဲ့စည်းများနှင့်သာဆက်သွယ်ဆောင်ရွက်မည်လားဆိုသည့်ကိုထိုင်းဆိုရနှင့်နိုင်ငံတကာရစဝတ်မှုနှိမ့်နည်းရေးအဖွဲ့များအလေးနက်ထားဆုံးဖြတ်ရွေးချယ်ရပါလိမ့်မည်။ American SCSF ထိုင်းရိုက်ပဝင်လာမည်ကိုအကြောက်ဆုံးသူကမင်းအောင်လိုင်းမေလပန်ကြားဖြန့်ခိုင်းကို KNU စတင်စီနေဖြိုခွင်းချိန်မှစပြီးစစ်ကောင်းဆောင်မြောက်လိုက်၏လက်ယုံ စစ်တပ်ပြောရေးဆိုခွင့်ရှိသူစော်မင်းထွန်းက KNU ကိုပြင်းပြင်းထန်ထန်စတင်တိုက်ခိုက်လာသည်ကိုလေ့လာတွေ့ရှိရပါတယ်။ထို့သောတိုက်ခိုက်ခြင်းနောက်ွယ်တွင်စစ်ကောင်မရှင်အကြီးအကျယ်စိုးရိမ်နေသောအကြောင်းတရားများထေချာပေါက်ရှိနိုင်ပါတယ်။ယခုရပိုင်းတွင်စော်မင်းထွန်းသည် KNU ကမြောက်ပရိမြို့မြန်မာထိုင်းနယ်စပ်တောင်ရင်မြေပေတရှောင်းမင်းလက်ပန်း KK ဘတ်စသည့်နေရာများတွင်ကြားဖြတ်ငွေလိမ်လုပ်ငန်းများလှုပ်ဆောင်နေသည်ဟုအချိန်ချင်းဆွဆွဲလာပုံမှာထိုင်းအမေရိကန်နှင့်နိုင်ငံတကာတို့သိရှိထားသောဖြစ်ရပ်မှန်များနှင့်ညှာစွာခွဲလွှဲနေပါတယ်။ KNU ကိုတရက်ခန့်အဖြစ်ထိုးချနေခြင်းပင်စော်မင်းထွန်း၏အပြုမှုများကမင်းလက်ပံအပါဝင်မြောက်ဝတီမျိုးတစ်ခုလုံးရှိကြားဖြန့်ခိုင်းများအလုံးကိုအမေရိကန်၏ SCSF ကအင်အားသုံးတိုက်ရိုက်ဖြိုခွင်းနှိမ်နင်းပေးရန် KNU ကဖိတ်ခေါ်ကြိုးဆိုနေခြင်းကြောင့်ဖြစ်ပါတယ်။အမေရိကန်ကိုထီလက်ရောက်ပါဝင်လာမည်ကိုစစ်ကောင်းဆောင်မရောက်လိုက်မိများစိုးရိမ်နေကြောင်းစော်မင်းထွန်းအပြုမှုများကပေါ်လွင်ထင်ရှားလျက်ရှိပါတယ်။အာနာသိန်းစစ်တပ်နှင့်မရောက်လိုက်စိုးရိမ်မည်ဆိုလေစိုးရိမ်လောက်ပေသည်။သမရထွန်းသည်မန်ဆာရအခက်ခဲဆုံးအမေရိကန်သမရတအုပ်အဖြစ်ထင်ရှားပြီး ပြည်သူများထင်မှတ်မထားသောတောင်အမေရိကတိုက်ဗနီဇွဲလားနိုင်ငံသမရကိုယ်တိုင်ပါဝင်ပတ်သက်နေသည့်ဘူရစေဝါခိုင်းများကိုဖြစ်မှတ်ထား၍စည်ရေးအယနှိမ့်နှင်းရန်အထိပြင်ဆင်နေမည်မဟုတ်ပါလား။ဩဂုတ်လ9ရက်နေ့ကဗနီဇွဲလားသမရ နီကိုလတ်စ်မာဒူရိုသည်မူရစေဝါခိုင်းများနှင့်ပတ်သက်ဆက်နွယ်ကြောင်းသတင်းပေးနိုင်လျင်ဒေါ်လာ1,500ပေးမည်ဟုအမေရိကန်ရှင်းနေချုပ်ကစူးကြီးထုတ်ပြန်ခဲ့ပြီးဗနီဇွဲလာကမ်းလွန်ပင်လယ်ပြင်သို့အမေရိကန်လေယာဉ်တင်သဘောအုပ်စုကိုဆေးလွှတ်ထားပြီးမူရစေဝါတည်ဆောင်သောရေရည်များကိုပြစ်ခတ်ဖြိုခွင်းလျက်ရှိပါသည်။ယခုနောက်ဆုံးအခြေအနေမှာသမရာထရန့်ကိုယ်တိုင်ဗနီဇွဲလာလေပိုင်နက်ကိုပိတ်ဆို့လိုက်ပြီးဟု၎င်း၏လူမှုကွန်ရက်မှတဆင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ထိုအချင်းရများကိုမရောက်လိုက်နှင့်စစ်ဘိုလ်ချုပ်တက်တိုက်ဆောင်ကြီးလေးလာမြင်တွေ့ရနေသည်မှာမဟုတ်ပါလား။ ထို့ကြောင့် KNU ကမင်းလက်ပံကြားဖြန့်ခိုင်းကိုဝေးစီးနေပြီးအမေရိကန်ကိုဖိတ်ခေါ်နေသည်ဟုမင်းအွန်လိုင်းလက်ရုံးဇော်မင်းထွန်းကစိုးရိမ်တကြီးရှိနေပြီးမြောက်ရီနယ်ဆက်တလျှောက်ကြားဖြန့်လုပ်ငန်းများအလုံး KNU တဖွဲ့တည်းသာလှုပ်ဆောင်နေသည်ကြောင့်အတင်းအာရမဝါဒဖြန့်လာခြင်းထိုကြားဖြန့်ပြဿနာကို KNU ဘက်မျှဦးပြန်လှည့်ပေးနေခြင်းမှာရာဇဝတ်မှုကျူးလွန်ထားသောတရားခဏ်ကဘူးခန့်ညှင်းဆုံနေတဲ့ကဲ့သို့တွေ့မြင်နေရပါတယ်။စင်စင်မင်းလက်ပံရှန်တာဘတ် ကြားဖြန့်ငွေလိမ်ကိုင်းကိုလက်နက်ကင်အဆောင်ရှောက်များဖြင့်အ धिक အခကွယ်ပြီးလှုပ်ဆောင်နေသူမှာ DKBA ကောင်းဆောင်တအူဖြစ်သူစိုင်းကျော်လာဖြစ်ပြီး KK ပတ်နှင့်ရွှေခုတ်ကိုကြားဖြန့်ခိုင်းများကိုအခကွယ်ပေးထားသူမှာစောချစ်သူဦးဆောင်သော BGF ကောင်းဆောင်များဖြစ်ပါရယ်အမေရိကန်ဆိုရသည်အဆိုပါလက်နက်ကင်နှစ်ဖွဲ့နှင့်၎င်းဖွဲ့များ၏ကောင်းဆောင်တို့ကိုအေးအေးယူပိတ်ဆို့ထားပါရယ်ထို့သောအေးအေးယူခြင်းကိုအထောက်ထားမဲ့လှုပ်ဆောင်ခဲ့ခြင်းမဟုတ်ပါဘဲတသည့်အထောက်ထားများနဲ့တကွာတည်တည်ချာချာလိလာခဲ့ပြီးမှအေးအေးယူခဲ့ခြင်းဖြစ်ပါရယ်ထူးခြားချက်မှာရွှေခုတ်ကိုမျိုးသစ်တွင် ကြားဖြန့်ငွေလေးလုပ်ငန်းအများအပြားတွေ့ရှိကြရတော့လေမင်းအောင်လိုင်းသည်စောချစ်သူကိုအပြည့်အဝအကအကွယ်ပေးထားစေဖြစ်ပြီးဇော်မင်းထွန်းကစောချစ်သူအမိကိုပင်ထုတ်ဖော်ပြောဆိုရခြင်းမရှိပေကြားဖြန့်တတ်သည့်အထောက်အထားများအစားဖြောက်ခြင်းကရှာစဝတ်မှုများနိုဝင်ဘာလ16ရက်နေ့တွင်မင်းအောင်လိုင်းကိုယ်တိုင်ဖန်အံ့သို့ရောက်ရှိလာပြီးဂေဂေဘတ်ကြားဖြန့်ဝင်တစ်ခုလုံးကိုမိုင်းခွဲဖြက်စီအစားဖြောက်ရန်ညွှန်ကြားခဲ့ကြောင်းစစ်တပ်ဝါဒဖြန့်မြမအလင်းတရင်စာကနိုဝင်ဘာလ16ရက်နေ့တွင်အတီအလင်းဖော်ပြထားပါသည် ထို့လို့ရသည့်ရာဇဝတ်မှုမြောက်သည်ဟုရခိုင် United States Institute of Peace USIPE မြန်မာနိုင်ငံဆိုင်ရာဒါရိုက်တာဖြစ်ပြီးလက်ရှိ Global Initiative Against Transitional Organization Crime GITOCE အကြီးတန်းပညာရှင်ဂျေဆင်တာဝါကထောက်ပြသည်စစ်တပ်ဟာကြာဖြတ်သက်တဲ့အထောက်အထားများကိုအစဖြောက်ခဲ့ခြင်းကိုရာဇဝတ်မှုဟုပြောဆိုလိုက်သည်ပထမဆုံးအချက်ကတော့ဒီဒူးစရိုက်လုပ်ငန်းတွေနဲ့ပတ်သက်နေတဲ့သက်တွေကိုစစ်တပ်ရော နေချားဆောင်တက်ကပါအစုလိုက်ပြုံလိုက်ဖျက်ဆီးနေပါတယ်။သူတို့စီးနှင်းတယ်ဆိုတဲ့ပထမကနက်ဦးရက်တွေမှာပဲအဲ့ဒီလုပ်ငန်းတွေမှာအသုံးပြုခဲ့တဲ့ပစ္စည်းတွေအရေးအတွက်တောင်းနေချီပြီးရခဲ့ပါတယ်။အရာတွေအလုံးကိုစစ်တပ်ကဖျက်ဆီးပြစ်ပါတယ်။အဲ့ဒီပစ္စည်းတွေထဲမှာရှိနေတဲ့အချက်လက်တွေဟာဒီကေတော့ကမ္ဘာနေရာနဲ့ရိုက်ခတ်တက်ရောက်နေတဲ့ဒူးစရိုက်မှုတွေကျွလွန်ထားတယ်ဆိုတာကိုပြသနိုင်တဲ့တပ်တေအထောက်ထားတွေဖြစ်ပါတယ်။မြန်မာစစ်တပ်ရဲ့အပြုအမူကအဲ့ဒီတပ်တေအထောက်ထားတွေကိုလူတို့လိုပုံဖော်တာမျိုးဆိုတာထက်ကို ကြော်လွန်ပြီးလုံးဝအစနာဖြောက်တဲ့လောက်ရံမျိုးဖြစ်ပါတယ်။ဒါရဇဝဲမှုမြောက်ပါတယ်ဟုဂျေဆင်တာဝါက BBC မြန်မာပိုင်းကိုပြောဆိုခဲ့ပါတယ်။ခီကီဘတ်ကိုမိုင်းခွဲဖြက်စီးရန်မင်းအောင်လိုင်းဓာတ်ရိုက်အမိန့်ပေးခဲ့သည့်၎င်း၏နှုတ်ထွက်သက်သည့်အထောက်အထားများရှိထားပြီးဖြစ်သလိုစစ်တပ်ဝါရဖြန့်သတင်းစာများတွင်လည်းခီကီဘတ်ထေကအဆောက်အုံများတွင်စစ်ကော်မရှင်တပ်သားများမိုင်းများတပ်ဆင်နေပုံကိုဖော်ပြထားပါတယ်။သို့သောမင်းလက်ပန်ရှန်တာဘတ်ကြားဖြန့်ဝင်ကို KNU ကစီးနင်းပြီးပြည်တွင်းသတင်းမီဒီယာများကိုပါခေါ်ယူပြသခြင်းနိုင်ငံအမည်မဖော်ပြတော့လဲထိုင်းနဲ့အမေရိကန် SCSF ပါဝင်ခြင်းရှိမရှိမသိရသောစုံစမ်းစစ်ဆေးရေးအဖွဲ့ကိုခေါ်ယူ၍သိမ်းဆည်းမိထားသောသက်သေထောက်ထားများကိုစစ်ဆေးခွင့်ပေးခဲ့ခြင်းနဲ့ထိုသက်သေထောက်ထားများကိုထိုင်းအစိုးရထံလွှဲပြောင်းပေးခဲ့ခြင်းကကြားဖြန့်သက်သေထောက်ထားများကိုအစားဖြောင့်နေသောစေကောင်းဆောင်မြောက်လိုက်အတွက်အရှိုက်ထိုးခံလိုက်ရပြီးတကယ်တော့ရှိကြသည်။ မြန်မာထိုင်းနယ်စပ်ကြားဖြတ်နေနေမှုသည်မြန်မာတရုတ်နယ်စပ်ကြားဖြတ်နေနေမှုနှင့်ကွာခြားပြီးတရုတ်လူမျိုးများအ धिक လောက်ကိုင်းနေသောကြားဖြတ်ခိုင်းများကအမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထားလာခြင်းကအမေရိကန်တရုတ်ဆက်ဆံရေးအပေါ်ရိုက်ခတ်မှုရှိမရှိတရုတ်ဤထောက်ခံမှုနှင့် အကာအခွဲရှိထားသောမြမစစ်ကောင်းဆောင်မြောက်လိုက်နှင့်၎င်းတို့တစ္ဆာခံထားသောခရင်လက်နက်ကင်တပ်များဖြစ်သည့် BGF နှင့် DGBA တို့၏ကြားဖြန့်ခွဲလေးလုပ်ငန်းများမှအကျိုးအမြတ်ရရှိနေခြင်းအပေါ်တရုတ်နှင့်မတူသောအမေရိကန်ဤထုံပြန်ဆောင်ရွက်မှုများမြည်သို့ရှိလာနိုင်မည်ကိုစောင့်ကြည့်လေ့လာရန်လိုပါသည်မြန်မာနိုင်ငံသည်နိုင်ငံတကာရက်စဝတ်မှုကြီးများဖြစ်သည့်ဘေးဖြူနှင့်မတ်သက်ဖတ်သမင်မူရစ်စေဝါအဓိကထုတ်လုပ်ဖြန့်ပြူရကမ္ဘာထိပ်တန်းနိုင်ငံဖြစ်နေခြင်း ကြားဖြတ် online ငွေလိမ်လုပ်ငန်းကိုစစ်တပ်သစ္စာခံလက်နက်ကိုင်တပ်ဖွဲ့များကနေရာထိုင်ခင်းနှင့်လုံခြုံရေးပေးနေခြင်းထိုရာဇဝတ်စည်းကွားရေးတွင်ရရှိသောဒေါ်လာဘီလီယံပေါင်းများစွာတည်းမှစစ်ကောင်စောင်းများအချိုးမြတ်ရရှိခံစားနေခြင်းတို့ကိုအဆုံးတတ်နိုင်ရင်မှစစ်တပ်ကြီးစိုးသောချုပ်ခိုင်နေသောနိုင်ငံရေးစနစ်တစ်ခုကိုအမြင့်လန့်ဖြိုချနိုင်မှရှာပေလိမ့်မည်အကြောင်းမှာစစ်တပ်ကိုယ်တိုင်ရာဇဝတ်ကိုင်းတစ်ခုဖြစ်နေခြင်းကြောင့်ဖြစ်သည်